ျော်နဲ့မကျော်နဲ့ခဏလေးခဏလေးခဏလေးပြောစရာလေးရှိလို့ဒီနေ့ကကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုပြောချင်တဲ့စကားလေးရှိတယ်လူချင်းမင်းတို့ရဲ့ကန်စားတာကိုလူချင်းမင်းတို့ချစ်ပါတယ်ဆိုတဲ့မျိုးသမီးလူချင်းမင်းတို့ချစ်ပါတယ်ဆိုတဲ့မျိုးသားတွေလူချင်းမင်းတို့ကိုမွေးထုတ်ထားတဲ့မိခင်ဖတ်ကြည့်အဲ့ဒါပြီးတော့ကြုတ်ပဲကိုထိုက် okay မင်္ဂလာပါဆိုတော့ဒီနေ့ပြောချင်တာလေးကဘာရဲ့ဘယ်အကြောင်းအရာကိုပြောမှလဲဆိုလို့ရှိရင်တော့ဒီနောက်ဆုံး2025 25ဘိုင်းအတွင်းမှာကာယတ္တပြီးတော့မှ ကြောက်စရာကောင်းလောက်အောင်ကိုကံစားတာလက်ခမောင်းခတ်နေတဲ့နေနံကိုပြောခြင်းပါတယ်။အဲ့ဒီနေနံပိုင်ရှင်လေးအခုပြောမဲ့နေနံပိုင်ရှင်ညာကွန်မန့်လေးတွေမှတ်ခြင်းနဲ့အသေးလေးတွေပြခြင်းနဲ့အားပေးဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။ဆိုတော့ဒီနေ့ကျွန်တော်ဒီ၁၂လပိုင်းအတွင်းမှာကံစားတာတွေစီစစ်ပြီးတော့တင်းဦးလေးအစစနေဆုံးနော်ဆိုတော့ အဲ့ဒီနေနံပိုင်ရှင်တွေကိုကျွန်တော်စစ်လိုက်တဲ့အချိန်မှာကံရမ်းထပြီးတော့မှကြောက်စရာကောင်းတဲ့နေနံပိုင်ရှင်လေးတွေ့လိုက်တယ်။အဲ့ဒါကစနေသားသမီးတွေပဲဖြစ်ပါတယ်။အဲ့တော့စနေသားတွေစနေသမီးတွေပါလို့ရှိရင်ကွန်မန်လေးတွေနဲ့မှတ်မိပါအောင်ခင်ဗျာ။ဆိုတော့ကျွန်တော်မိတ်ဆွေတွေထဲမှာကျန်တဲ့နေနံတွေကကံမကောင်းဘူးလားဆိုတော့နို့နို့နို့ပေါ့။ဒီစနေသားသမီးတွေကတမူထူးခြားနေတဲ့ကံပိုင်ရှင်တွေဖြစ်တယ်။ ဆိုတော့တနည်းအားဖြင့်တော့၁၂လပိုင်း2025နောက်ဆုံးနှစ်ကုန်ကာလမှာအရန်ထူကြတဲ့ကာလဖြစ်တယ်အဲ့တော့စနေသားသမီးတွေကိုပြောပါမယ်ယုံတော်ရှိမယုံတော်ရှိယုံကြည်တဲ့သူတွေအတွက်ကိုရည်ရွယ်ပါတယ်ကျွန်တော်မှကျန်တာမျှော်လင့်ချက်မရှိပါဘူးကျွန်တော်ခုနှစ်သားသမီးကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှကုညီပေးတယ်လို့ပဲမြင်ပါတယ်ဆိုတော့စနေသားသမီးတွေကဒီကာလမှာတဲ့လုပ်ငန်းဆောင်တာ project တွေ ကွန်ထရိုက်တာတွေကုန်သွယ်ရောင်းရဖောက်ကားတာတွေအကုန်လုပ်လို့ရတယ်။တနည်းအားဖြင့်တော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လူချင်းမင်းတို့လက်မထောင်ထား။လာသွားလို့ရှိရင်လဖေးဘိုးရှင်းရမလို့တဲ့ဇာတာရှင်နေ။အဲ့လိုပြောတော့အကျွေးတော့မလားမဟုတ်ဘူး။ကန်ဇာတာကိုကလက်လာပါနဲ့ပတ်သက်လို့ရှိရင်တအားကန်ထားတာနောက်ဆုံးပြင်းလို့အိတ်တယ်ဆိုရင်တော့မှငွေတို့ကြီးကအိမ်နဲ့လှင့်ဝင်လာမယ်ကာလ။နော်လမ်းတော့လို့ခလုတ်တိုက် တိုက်တဲ့ခလုတ်ကစိန်နှုံးဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဆိုတော့ ဟာကံမရှိညာရှိတိုင်းမွဲပေါ့နော်ဆိုတော့ကံဒီအင်မတန်ကုမအေးပါပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောမှုပါတယ်ဆိုတော့တနည်းအားဖြင့်တော့လွယ်လွယ်ကူကူပြောရရင်တော့ငွေကြေးဘက်မှာအင်မတန်ကံကောင်းပါတယ်ဆိုတော့ငွေကြေးဘက်မှာအခုချိန်မှာခြံရောက်တာကားရောက်တာမြေရောက်တာအိမ်ရောက်တာစသဖြင့်အကုန်လုံးလို့ရပါတယ်ဒါပေမဲ့ထူးခြားမှုတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဥပ္ပခပြူခြင်းဆိုတဲ့ဟာမလုံမိပါစေနဲ့ဥပ္ပခပြူတာကိုယ့်ရဲ့သားမယားကိုယ့်ရဲ့စီးစိမ်ဥစ္စာတွေဥပ္ပခမပြူနဲ့နောက်တစ်ချက်ကကြီးနိုင်ငယ်ချင်းကိုထက်အင်အားနေတဲ့သူကိုထက်ချွတ်တဲ့တဲ့သူကိုလုံးဝ မလုံးမိစေနဲ့တော့စနေသားသမီးတွေလုံးဝလက်မထောင်လိုက် very good မင်္ဂလာပါ